မင်္ဂလာပါခင်ဗျာဒါလေးကတော့အာမခံတစ်နှစ်ပါတဲ့ luminous battery ဖြစ်ပါတယ်တက်တန်းတစ်နှစ်ကျော်လာလို့မလို့ဆိုင်မှာစားပြတ်တာလောက်တာလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီလိုမျိုး jubilee battery တွေအတွက်အဓိကထားတဲ့ကတော့ acid level ရှိရလားပေါ့နော်ဒီအပေါ်က indicator တွေကိုမပြတ်စစ်စစ်တင်ပါတယ် acid အရန်ခန်းနေတဲ့ချိန်မှာ battery distilled water ဖြည့်လို့လည်းအဆင်မပြေပါဘူး။ဘာကြောင့်လဲဆိုတော့ဒီ battery distilled water ဖြည့်ရုံနဲ့အထက်ကအဆင်နဲ့ပြည်ပြားနဲ့တက်ပြူပြီးတော့ acid power ပြည့်သွားပုံမျိုးလိုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ Joule battery ရဲ့ acid level တွေအနည်းငယ်ပြင်းတဲ့အထက်မှာပါပါတယ်။ဒါကြောင့် battery distilled water ဖြည့်ရုံနဲ့ မလုံလောက်မှဆိုရပါတယ်ဒီလိုမျိုး indicator လေးတွေကိုပုံမှန်စစ်ဆေးမယ်ဆိုရင်တော့ indicator လေးနည်းနည်းလေးအောက်ကျတာ ਨੇ ကျွန်တော်တို့ဒီ level တစ်ခုရအောင်ပေါ့เนาะ battery state water လေးကိုပြန်ဖြည့်ပေးတဲ့အခါမှာအဆင်ပြေတော့ပါလိမ့်မယ်